မင်္ဂလာပါရှင်ကျမတို့ရဲ့တွင်ဦး family youtube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမတို့နေဖပြမယ့်စာအုပ်လေးကတော့ဆီယာမဂျာနယ်ကျော်မမလေးရေးသားထားတဲ့ကဘာမြေဝဲဆိုတဲ့စာအုပ်ကလေးရဲ့ဇာတိန်ပိုင်းပဲဖြစ်ပါတယ်ရှင်ဦးသူတော်သည်ခြူတန်ပေါင်ကြီးလျက်နှလုံးမသားမယားလှစွာဖြင့်လှနွယ်ကိုကြည်ကားပြောလေ၏ သူတို့အချင်းချင်းပြန်ညီညွတ်ကြမှာအေးမှာဥတုတော်ဟိုလှနွေကဝင်ရွေးဖြည့်ဆွဲလေဤอืมညီညွတ်မယ်ဆိုရင်တော့အေးမှာပဲဟိုဥတုတော်ကလက်ခံလေဤထိုအခိုင်မြတင်မုံရောင်ရာမှာပြန်လာလေသည်မြတင်မှာတဲပေါ်သို့တက်တက်ချင်းဥတုတော်ကြီးကိုမြည်၍ဥတုတော်လှနွေမင်္ဂလာဆောင်ရင်ဘာလက်ဖွဲ့မလဲ ဟိုမေးလိုက်သည်ဥသူတော်မှာတဟဲဟဲရယ်လျက်ထုံတုံးလက်ဖွဲ့မဲထုံတုံးဟိုနောက်ပြောင်ပြောနေလေသည်လှနွယ်သည်နေလေဘက်တွင်ဥသူတော်နှင့်အတူမြတင်တို့တွဲမှ ထွက်လာကြသည်လှနွယ်သည်လှဲပေါ်တွင်ရွှင်ပြမြူထူလာလေသည်လှဲကိုနောက်တွဲထိုင်၍တက်စီးကရင်ထဲတွင်လိုက်ဖို့၍နေလေသည် ယနေ့လေရတော်မူစပိုင်းကန်နာလဲလန်းချောင်းမှာနောက်တွဲထိုင်လိုက်ခဲ၍ကြောက်တန်းပဲရှိကင်းပိုင်ကျော်ဘောင်မွေကုံစသော ရွာကြီးကလေးများကိုမြင်နေရသည်တရက်ပင်ပိန်းနေပင်ကုန်းသီးပင်တို့အုပ်ဝေးနေ၏ရွာတွေနှင့်တဆက်ထဲခံလန်းလန်းမှ ကြောက်တန်းတော်တန်းကလေးကိုလည်းမြင်နေရသည် ခြောက်နေတွင်တံမှန်များ ရွက်တိုင်းလျက်ရေစုံမျောနေကြသည် နေကကြဲကြဲကြီးပူနေသည်လှနွယ်သည်မြတင်ပေးလိုက်တော့မြတင်ဤအဘပစိုးကိုခေါင်းပေါ်တွင်အုပ်တင်ထားသည်ဥသူတော်သည်လှင်းနောက်တွင်ငင်းကြသောကောင်းနေသောလှနွယ်ကိုဟဲ့ကောင်းမလေးမောင်သိန်းတဲ့ဟာကဘဲလာတော့ဟိုလှမ်းမေးလိုက်သည် မိုးမကြခင်နဲ့နေ့ရေမေများရှိရင်ဟဲဥသူတော်သည်စကားကိုဆုံးအောင်မပြောဘဲရပ်ထားလေသည်လှနွယ်သည်ဘာမှမပြောနိုင်တော့ဘဲလှင်မြန်စွာစိုး၍လာသောမျက်ရည်တို့ကိုပစိုးစားဖြင့်တုတ်ပြလိုက်သည်ဆက်ပိုင်းနှင့်ကမာကလေးကြောင့်ရှိကိုကိုနှစ်ပင်ညီနောင်ကလှဲဆယ်စည်းလောက်ခိုးနိုင်အောင်အရေးအာဝါတာ ကောင်းလေဥသူတော်သည် ကိုကိုညီနောင်ရိတ်အောင်၌လှဲကိုရံတန်လိုက်သည်လဲပေါ်မှာခုံချကနွားများကိုကြိုးဖြုံနေ၍လှနယ်သည်လှဲအောက်သို့ခုံချလိုက်သည်လှနယ်သည် ကမာကလဲဘက်သို့မျောကြည့်လိုက်လေသည်လမ်းပေါ်တွင် မောင်သိန်းကိုမမြင်ရ၍စောပါသေးတယ်ဟုစိတ်ထဲကအောင်းမေးလိုက်သည် ဥသူတော်သည် ကောင်ရိုးများကိုလှဲတဘိုးတုံးပေါ်၌တင်လျက်နွားများကိုကျွေးနေလေသည်လှာွယ်သည်တစ်ပင်ချေရင်သို့ရှောက်သွားလေသည်တစ်ပင်ချေရင်ရှိမင်းညိုနေသောတင့်မြင့်ကြီးပေါ်၌သွားထိုင်ချလိုက်သည် နေပူကြီးရဲ့လာရ၍အရင်ကြီးကို ခိုးလုံရသည့်တခဏအေးမြသွားလေ၏ တစ်ပင်အောက်တွင် လူရှင်းလျက်ရှိလေသည်ဘာတဲ့မြလဲမကြားရပဲတိတ်နေပေသည်တစ်ချက်တစ်ချက်ချောင်းထဲမှလှော်ခန့်သွားသောတက်တန်သာကြားရသည်ဥသူတော်သည်နွားများကိုအစာကျွေးပြီးနောက်တပင်ကြီးနှင့်မလန်းမဝေးတွင်ရှိသော ရေကန်စီတို့ရေတိုက်ရန်ကြိုးပြေဆွဲကမောင်းခေါ်သွားလေသည် လှ່ນွယ်သည်ချောင်းကိုငေးနေလေသည်ဥသူတော်သည်နွားများကိုရေးတိုက်ရာမှအပြန်မောင်သိန်းလာနေပြီဟဲ့ဟိုအတန်ပေးလာ၍လှ່ນွယ်မှာရင်းတွေခုံသွားကချက်ချင်းလဲကြည်လိုက်သည် မောင်သိန်းသည် နေပူထဲတွင်ခတ်တုံတုံလျှောက်လာနေသည် လှနယ်မှာမတ်တန်ထကတတိတေရင်ခုံလျက်မြတ်တောင်မခန့်လှမ်းဆိုင်ကြီးနေသည်လှနယ်ဤမျက်နှာကလေးမှာရွှင်လန်းတက်ကြွနှုပြိုလန်းဆန်းနေလေသည် မောင်သိန်းသည် အနီးသို့ရောက်လာလျင်လှနွယ်ဤတောက်ပြောင်မျောလိနေသောမျက်လုံးများကိုပါ မြင်နေရ၏။ဥသူတော်သည်တဖက်ရှိ ကိုကိုဝင်းကြီးဤတမြင့်ကြီးပေါ်သို့ဝင်ထိုင်၍ ဘန်းနဲ့လဲဟိဟိုအရင်လှမ်းမိနေသည် မောင်သိန်းသည်ခေါင်းကိုရမ်းပြလျက်မိမိအားပြုံးရယ်ကြည့်နေသောလှလွယ်ဤမျက်နှာကိုမကြည့်ရဖဲတင့်မြေပေါ်သို့ပြစ်ထိုင်ချလိုက်၏ရှင်နေတွင်နုံနုံခွေခွေမောမောပမန်ကြီးဖြစ်၍အာကုန်ပန်းလျာကခေါင်းထဲတွင်မူးနောက်သွားလေသည် လှန့်ွယ်မှာရုတ်တရက်အသက်ပင်မရှူနိုင်ကြီးခြေတော်များမှာတဆန့်ဆန့်တုံနေလေသည် မျက်နှာလေးမှာလားငပုတ်ဖန်သော လာဆန်းတော်ရာကဲ့သို့ဖြစ်သွားကမျက်ရည်များဝဲလာလေသည်လာနွယ်သည် မျက်ရည်တွေစီးကြမလားအောင်စိတ်ကိုတင်း၍ထားလေသည်နှုတ်ခမ်းများမှာ တလုံးလုံးတရွရွဖြစ်နေတော့လေအတန်မထွက်လာပြီ မောင်သိန်းသည်လှຫນွယ်ကိုမတက်မတာမော့ကြည့်ကထိုင်မအောင်လှຫນွယ်ရဲ့ဟိုရင်ကောင်းတန်ကြီးနှင်းပျော်လိုက်သည်လှຫນွယ်သည်တင့်မြစ်ပေါ်သို့ဖြင်းလေးစွာထိုင်ကြသွားလေ၏အင်းအားဟုသည်များလဲခန်းချောက်၍သွားကအတီတရားများလက်လွတ်လျက်ရင်ထဲတွင်ဟာတာတာကြီးဖြစ်၍သွား၏ လှနွယ်သည် မျက်နှာကိုငုံလိုက်ပြီးနောက်မဖြေနိုင်အောင်ဝမ်းနေကြေကွဲသွားလေ။ဥသူတော်မှလှနွယ်ကိုကြည့်ပြီးတခဏမျှငြိမ်သွားလေသည်။ထို့နောက်မှဘာဖြစ်လို့လဲကွာဟုမေးလိုက်လေ။ဘာဖြစ်ရမလဲဗျာပြောတော်တမျိုးလုပ်တော်တမျိုး ဟုပြောလိုက်ခါမောင်သိန်းသည်မျက်နာကြီးတုံတုံမုံမုံနှင့်ငြိမ်သက်သွားလေ၏။သူ့ရင်တွင်၌ယွန်ရှာရှုံးမဲ့နေပုံရှိလေ၏။ကျုပ်တို့ဘဝကပီပီသူများချိန်နှင်းပတ်ပဲဗျာ။ဟုအတန်ကြာမှဆက်လေ၏။ကြည်စမ်းမအောင်ဗျာ။တထင်းကသူ့လေတွေတပုံကြီးကျုပ်တို့ကိုမချပဲဟိုနာမီဒီနာမီနဲ့ ခွဲဝေတက်ထားတာသိရနဲ့ဒါကိုဘုရားဖွဲ့ကခွင့်ပြုတယ်ဗျခေါင်းကြီးငိုက်ဆိုင်သွားပြီးနာမောင်သိန်းဒီခဏမြာငြိမ်တက်နေလေဤဟိုနမ်မီဒီနာမီတက်တာတော်သေးတာဗောကွာတချို့များဖုံးကြီးနဲ့ကြိတ်ပြီးတော့သာသနာနယ်မြေလုံးပြစ်လိုက်တယ်တထေးကဖုံးကြီးရဲ့ကပ္ပိယကာယကအဖြစ်နဲ့သူ့လေကို သူကြိုက်တဲ့တီးတော့ခါနှုံနဲ့ ဥပဒေအပြင်ဘက်ကချတာပဲဟေ။မောင်သိန်းသည်လေးလံစွာတက်ရှူလိုက်လေသည်။မျက်နှာတွင်သွေးရောင်သည်နီမြန်းကကြွတန်နေ၏။မျက်လုံးများမှာအခဲမကြေခြင်းဖြင့်ဝင်းဝင်းတောင်းနေလေ၏။ဘုံမဖွင့်အကြောင်းကိုမင်းကမသိသေးပဲကိုကွ။လယ်သမားခေါင်းပုံဖြန့်အဖွဲကွ။မနှစ်ကများကွ။လေသမားတွေအစိုးရက အမရော်ကြီးထုတ်ပေးတယ် အဲ့ဒါဘကိုးကိုသွားထုတ်ရတယ်။ရုံးသွားပြီးတော့တစ်ခေါက်ထဲနဲ့ထုတ်ပြီးတစ်ကြိမ်ထဲနဲ့ပြီးခဲ့တာမျိုးမဟုတ်ဘူးကွ။50ခေါက်သွားမှရခဲ့တာ။ရပြန်တော့လေငွေ30ကျပ်မှသွားရလာရခရီးစရိတ်စားစရိတ်ဘလောင်နှုံးဆိုပြီးတော့ဖြတ်ယူကြတာပဲ။လဲသမားအသက်ဆက်ပေးတဲ့အသက်သွေးကြောကို ဖြတ်လိုက်လှီးလိုက်နဲ့အငဲမရစုတ်ကြတာပဲဟဲ့။ ဥသူတော်သည်တဖတ်သူမျက်နှာလွှဲလိုက်လေသည် စိတ်လှုပ်ရှားမှုနှင့်စကားအဆက်မပြတ်ပြောနေမှုကြောင့်နှွမ်းလျာမောဟိုက်သွားလေ၏မောင်သိန်းသည်မိမိဘေးတွင်ထိုင်နေသောလှနှွယ်ဘက်သို့လှဲ့လျက်လှနှွယ်ဟုမချီတင်ကဲခေါ်လိုက်လေသည်လှနှွယ်၏မျက်နှာပေါ်တွင်မျက်ရည်များလိမ့်စင်သွားလေ၏ မျက်ရည်များသည်အသည်ကို ပွင့်၍တွန်းကန်ထွက်ကြလာသည်မျက်ရည်များဖြစ်ပေ။သူသည်တစ်ချက်သာလျှင်မောင်သိန်းကိုလှည့်ကြည့်လျက်မျက်လွာကို ပြန်ချထားလိုက်သည်။မကောင်းပါဘူးဟာ အခုဖြစ်နေတဲ့အခြေအနေကနည်းနည်းမှမကောင်းဘူး။ဘယ်သူကြည့်ကြည့်မဖြောင့်မန်တာကြီးပဲ။ မောင်သိန်းဒီဤနေရာတွင်စကားကိုရက်လိုက်လျက်တပ်ပြင်းကြီးတစ်ချက်ရှူလိုက်လေ၏ထို့နောက်ဆက်လက်၍မဖြောင်းမန်တဲ့လူတွေရဲ့လက်ချက်နဲ့ရှေ့ဆောင်လူတွေအများကြီးဒုက္ခရအောင်မယ်ဟိုအဆုံးတက်လိုက်လေ၏နာကျင်ချင်း ပူလောင်ခြင်းဝမ်းနေခြင်းအာရုံခြင်းတို့ဖြင့်မကြသေးမီကအထီးဆွေးမြေလာခဲ့ရသောအသည်နှလုံးတို့ကိုစူးအပ်တို့ဖြင့်ပေါက်ဆွာခြင်းခံရသည့်အလားလှနွယ်သည် နားခြင်းပြင်းပြသည့်ဝေဒနာကိုအသည်ခိုက်အောင်ထွန်းထွန်းလူခံစားလျက်ရှိ၏မတရားကြတာတော့မပြောပါနဲ့တော့ဟေ့ ဟိုဥတူတော်ကအနာဖြေရာမှာဆန်လိုက်ပြန်သည်တချို့နယ်တွေမြရတယ်ကွာဘုံအဖွဲနဲ့အရာရှိနဲ့ပင့်ကြိတ်ကြတယ်တချို့လဲမြေတိုင်းစည်းရည်နဲ့ပင့်ကြိတ်ကြတယ်ဥပိုင်နံပါတ်ဘလောက်ကွင်းနံပါတ်ဘလောက်ဆိုပြီးမြေကရန်ထဲမှာ မရှိတဲ့နေရာကို ထိုးထည့်ဆွဲပြီးအဲ့ဒီကရန်ထဲကဧကာနှုံးနဲ့အမတော်ချင်းငွေတွေထုတ် ဝါစီကြတာပဲတဲ့လဲရွှင်တွေကဘုတ်ဖွင်နေပေါင်းလဲချောင်းကိုဘာမှမသိတဲ့အရာရှိတွေကိုဥက္ကဋ္ဌတင်းဖြစ်ချင်တိုင်းဖြစ်နေတာကွာငါကစဘာတိုင်းတကာတိုင်းလှဲ့ပြီးလှဲတိုင်းနေလို့မသိခြင်းအဆုံးမကြားခြင်းအဆုံးပါပဲမောင်သိန်းဒီပင်းသက်ကိုချားလျက်ဥသူတော်ပြောနေသည့်စကားကိုမကြားခြင်းကြားခြင်းနှင့်နားဆွင့်၍နေ၏ ဥသူတော်မှာ မမောမပန်းပဲသူစိတ်ထဲရှိသည်မြာအန်ထုတ်၍နေပြန်၏လဲကုန်တော်နှစ်ဆတီးတော့ခါလျှော့လို့လဲသမားကချောင်းလဲမဲ့ထင်းသလားအရင်ထက်တောင်ကြက်သေးတယ်အစိုးရကဘလို့ပိတ်ပိတ်လဲသမားဟာစဘာပီတင်းတူယူကြရတာကြီးပဲထုတ်ပေးတဲ့အမတော်ကြီးကဖင်းနှုတ်ကောင်းနှုံနဲ့ဘာကြံလို့လဲလမ်းစရိတ်သုံးဖို့ စဘာပေတင်တို့ယူကြရတာပဲအခုဘလို့လူတွေကပွားနေကြတယ်ဆိုတော့တရုတ်ကုံစုံဆိုင်တွေကလားကုံစုံဆိုင်တွေတထေးတွေဟန်ကြနေတာစဘာပေတင်တိုးယူတဲ့ကျွေးကစာချုပ်ရှိဖို့မလိုဘူးစကားတခွန်းကစာချုပ်ထည့်ခိုင်လုံသေးတယ်အချိန်တန်လို့မပေးရင်တစ်နှစ်ဆုံးပေါ့နောက်ကျွေးမပေးဘူးတခွန်းမဲကွာလဲသမားဟာ ဒီပြင်ဟာဘာဖြစ်နေနေနောက်နှစ်ခါမငတ်အောင်နှစ်စာတိုးသုံးစာတိုးကိုကြိတ်ဆက်ကြရတာပဲဦးသူတော်ဤရင်အောင်ကြီးမှာမောပန်းသွားပုံဖြင့်နှင်ကြီးမြင့်ကြီးလှုပ်ရှားသွားလျက်ရှိသည်နှစ်ဖူးပေါ်မှာပေါက်ထွက်နေသောချွေးပေါင်များအားခေါင်းငယ်ကကြမ်းနန်းသောသူ့လက်ကြီးဖြင့်မြေပေါ်သို့တက်ချလိုက်သည် ထိုနောက်ခေါင်းငုံ၍ကပိုက်ကိုဖြီကကပိုက်ထဲတွင်လုံးညံ့ထားသောဆေးပြင်းလိပ်ပုံကိုထုတ်ယူလျက်ပဇောင်းတွင်တွင်း၍အန်နှင့်ကြိတ်ဖြတ်လိုက်သည်မျက်လုံးများပိတ်၍တအားအကြိတ်ဖြတ်လိုက်စဉ်ရှုံးတွာခွက်ဝင်နေသောမျက်နှာ၌မျက်လုံးများပြောက်၍မျက်တွင်းကြီးဟောက်သွားပုံမှာမျက်မမြင်တရား၏မျက်နှာနှင့်တူသွားသည် စေငုံပြီးလျင်လက်တစိခန့်ကြံသေးသော စိတ်လေးပြက်ကို ကပိုင်းထဲတွင်ထည့်၍လုံးညံ့လိုက်သည် တရွေးကိုဘေးသို့ပြစ်ခနဲထွေးလိုက်ပြီးနောက်ဆက်ပြန်လေသည်သူ့လေတံမှာစောစောကားလောက်မထမ်းတော့ပဲခက်ဝင်ဝင်ခက်ပျော့ပျော့ဖြစ်လာသည်လယ်သမားတွေကတစ်နှစ်စာလုံးလုံးလောက်သူတို့လက်ထဲမှာဈေးရှိစမ်းသူများစီအလွတ်ယူရတဲ့အဖြစ်ရောက်စမ်း စရိတ်ရှိစမ်းလဲစရိတ်သူ့မှာသာတစ်နှစ်စာရှိစမ်းတစ်နှစ်ထဲနဲ့ချောင်းလဲပါတယ်ကွာတခါတည်းနလန်ထူပါတယ်အစိုးရကလဲသမားဗန်တွေဖွင့်ပေးပြီးထုံတုံထုံနံမျိုးပဲမှာအစလာကုန်ထုတ်ပေးကြည့်စမ်းဘယ်လောက်ချောင်းလဲကြမလဲအခုတော့ကွာရတဲ့အမတော်ကြီးကလည်းမဖြစ်စလောက်ဓာကလေးတောင်ဟိုကဒီကဝိုင်းလုံလို့ အဲ့ဒါလက်ရှိစနစ်မကောင်းလို့ဗျလက်ရှိစနစ်မကောင်းလို့ဟိုမောင်သိန်းကအော်ပြောလိုက်သည်လက်ရှိမာတယ်မဟုတ်ဘူးလုံးတဲ့လူတွေကလည်းဖောက်ပြန်နေတယ်ဦးသူတော်သည်လှရွယ်အနာသို့အသာထလာပြီးကျင်နာယူရသောအကြည့်ဖြင့်ကြည်လျက်လှရွယ်ရဲ့အခုမလုံရတော့လဲနောက်လုံရမှာပေါ့ဟူချော်မော်နှင်သိမ့်လိုက်သည် လှနှွဲမှာခေါင်းမထောင်ပဲစိတ်ငြိမ်စွာငုံရွေနေ၏နိဗ္ဗာန်ပဲတွားရအောင်မကွာဟိုဥတုတော်ကညီးဆိုကသူ့နွားများကိုလဲတွင်ပြန်တက်လျက်လဲထွက်သွားလေ၏မောင်သိန်းသည်ဥတုတော်လဲထွက်သွားသောအခါလှနှွဲအနားသို့ကပ်၍လှနှွဲဟုခေါ်လိုက်ပြန်သည်လှနှွဲကမတုံမလုံး ဒီအတိုင်းမနေသေးပါဘူးလှနဲ့ရဲ့ဒီကဘာမြေပေါ်မှာမတရားမှုတွေမလွတ်လပ်မှုတွေမဖြောင့်မန်မှုတွေကိုတိုက်ထုံးမယ်မှန်ကန်မှု လွတ်လပ်မှုတစ္ဆာတရားအစစ်မြစ်တာတရားအစစ်ပေါ်ထုံးလာမယ်နေ့တနေ့တော့ရောက်ရမှာပဲစိတ်မပြည့်နဲ့နော်နော်လှနွယ်ဒီမောင်းသိန်းအားမော့ကြည်လေဒီ မောင်သိန်း၏မျက်လုံးတို့မှာအနာဂတ်ကိုတင်စားသောလူငယ်၏အသွေးအရောင်ဖြင့်ဖိတ်ဖိတ်တောက်ရွေးနေလေသည် လာတွင်မှာမောင်သိန်းပြောလိုက်သည်လဲသမားတို့ဤခေကြီးလုံးတလောင်အကျိုးခံစားရမည်တရားမျှတာခြင်းအုပ်ဆိုသည်မြစ်တာခေကြီးကို တွေးစာမှန်းစာကြည့်ရင်မျက်လုံးများတွင်မေးမိန်ဖြောတော့ရာမှတဖြည်းဖြည်းအရေးကြီးကလေးတန်၍လာသည် မောင်သိန်းသည်လှနွယ်ဤချစ်စပွဲကောင်းသောမျက်နှာကလေးကိုကြည်ကားအားသင်မှန်သည့်ဖြင့်ထူးခြားစွာ ပြုံးလိုက်လေသည်လှနွယ်မူကားပြန်၍မပြုံးနိုင်ပဲရင်းထဲတွင် ပြည့်ကြံနေသောလဲလိုခြင်းသည့်စိတ်ကိုမျိုးသိလျက်ယူကြုံမရစီးကြမိမျက်ရည်အဟုန်ကို ခဲရင်စွာပိတ်ဆို့တားစီထားရလေ၏ လမ်းရောက်နာဆင်အပ်ပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးဘေးကင်းကြမှာကြပါစေ။